အလိုကဲအလိုမင်္ဂလာပါမင်္ဂလာပါဆိုတော့အဲ live လေးကတော့ unexpectedly နဲ့ကျွန်တော်အာဒီနေ့လုတ်ပြသွားတာပေါ့နော်ဆိုတော့ပုံမှန်ကတော့ live တွေကတော့လုတ်နေကြပဲအဲဒါပေမဲ့ဒီနေ့ကတော့မစီစဉ်ထားပဲနဲ့လုတ်ဖြစ်သွားတဲ့ live လေးပေါ့နော်ဆိုတော့ okay ကျွန်တော်တို့ဒီမှာတော့၃ရောက်တော့တွေ့တယ်ဒီဒီမှာကျွန်တော် stream မှာရောက်လာတာပေါ့နော်ဆိုတော့ဘယ်သူတွေများကြည့်နေလဲပေါ့နော်ဆိုတော့ comment လေးတွေချမှတ်ထားပေးလို့ရပါတယ်ဆိုတော့ဟုတ်ပြီဆိုတော့ဒီနေ့ကျွန်တော်ဒီဒီအင်ချမင်းနဲ့ပတ်သက်ပြီးပြဝေလို့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကဒီနေ့မှာကျွန်တော်ရေးထားသလိုပဲဒီ down payment အပြရတဲ့ဒီကျွန်တော်တို့နိုင်ငံမှာပေါ့နော်အင်ချမီဈေးကွက်ဘယ်လိုရှိနိုင်တယ်ဘာတွေကအာ driven load နေလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော် sharing လုပ်ပေးသွားမှာပေါ့နော်ဆိုတော့ဟိုကျွန်တော်ဒီအင်ချမီအကြောင်းဟိုလေ့လာတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်အထူးသဖြင့် အဲ့ဒါဒီမေကွန်းလေးတွေထုတ်လေးရှိတယ်ပေါ့နော်ဆိုတော့ကိုကိုတိုင်လည်းမေကွန်းထုတ်ပြီးတော့ကိုကကိုဟိုဒီဟာနဲ့ပတ်သက်ပြီးရှာသလိုအဲဒီတခြားသူတွေလည်းဒီလိုပုံစံမျိုးအသိကျင်နေမယ်ဆိုတာကိုကျွန်တော်အသိနေတယ်ပေါ့နော်ဒါကြောင့်ဒါဒါလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမှာပေါ့နော်ဆိုတော့ဟုတ်ပြီဆိုတော့ဘလို့ပုံစံမျိုးရှိလဲဆိုရင်ကျွန်တော်ဒီနေ့မှာကျွန်တော်ဒီလုံးနဲ့ဘာကြောင့်ကျွန်တော်တို့အင်ချမ်းမီဝယ်ကြတာလဲအပြင်ကျွန်တော်တို့ leverage အကြောင်းလေးကျွန်တော်ပြပြပေးသွားမယ် အဲပြီးရင်ကျွန်တော်တို့ဒီလက်ရှိမှာပါတော့เนาะဆိုတော့ဈေးတွေကပုံမှန်ထက်အဆမတန်တက်ပြီးဘာလို့တက်နေတာလဲပေါ့ဆိုဆိုတာကလက်ရှိအခြေအနေမှာဆိုလို့ရှိရင်အားလုံးပြီးကြတဲ့အတိုင်းပဲတချို့မျိုးနယ်တွေမှာဆိုရင်ပုံမှန်ထက်ဒါဈေးနှုန်းပို့ပြီးတော့ဟာလာညားနေတဲ့ဟာမျိုးတွေရှိတယ်ဒီညမှာဝင်ငွေအရဒီလောက်မရှိဘူးဆိုပေမဲ့ဘာကြောင့်ဒီလူတွေကဝယ်နိုင်ပြီးတော့မှတစ်ဆင့်ဒီအင်ချမ်ပီဈေးတွေတက်နေရလဲဆိုတဲ့ဟာလေးပေါ့เนาะ ဆိုတော့နောက်တစ်ခုကကျွန်တော်တို့အဲ price to income ratio အကြောင်းလေးကျွန်တော်ပြပြပေးသွားမယ်ဒါကတော့ခုနကတော့ကျွန်တော်ပြောခဲ့သလိုပဲအကိုရတဲ့ဝင်ငွေတစ်ခုနဲ့ဟလာဒီမှာ income မျိုးဝယ်တဲ့အခါမှာအဟိုဥမာဘလာကစားကျွန်တော်တို့လုပ်တယ်လာကစားတယောက်အနေနဲ့ဘလို့မှ income တစ်ခုဝယ်နိုင်မှာမဟုတ်တဲ့အနေအထားတစ်ခုမှာအလက်ရှိရောက်နေတယ်ပေါ့နော်ဆိုတော့ဘာကြောင့်အဲ့လိုမျိုးအခြေအနေမှာလူတွေက income ကိုအဝယ်ကြပြီးတော့မှစင်စင်းလုံးအတက်ပြင်းတက်နေလဲဆိုတဲ့အကြောင်းအလေးကျွန်တော်ပြပြပေးသွားမှာပေါ့နော် ပြီးရင်ကျွန်တော်ဝယ်တဲ့အခါမှာအင်ချက်မျိုးဘယ်လိုပြအောင်ဝယ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြပေးမယ်ဆိုတော့ဒီအချက်လက်လေးတွေကတော့ဒါကျွန်တော်ဒီရက်ပိုင်းကျွန်တော်ကိုယ်တိုင်ဒါ research လုပ်ပြီးတော့မှသိဒီဒီအခုဒီလေကျွန်တော်ပြဝေပေးခြင်းလို့ပေါ့နော်ဆိုတော့ပုံမှန်ဆိုရင်ကျွန်တော် live stream တွေကအဲဒီညဘက်ခင်းနေအလုပ်ပြရတယ်ဒီလိုနေ့လေပြတရားတော့အဲဒီလုတ်တယ်ဆိုတဲ့ဟာတော့နေတာပေါ့နော်အဲတိုးပေမဲ့ဒီတစ်ခါတော့ကျွန်တော်တို့ဒါသတင်းကျွတ်လဲပြီးပြီဆိုတော့အဲဒါတချို့အိမ်ပြန်တဲ့လူတွေ နားတဲ့သူတွေရှိမြေပေါ့เนาะဆိုတော့ဒီမကြခင်အင်ချမီနဲ့ပတ်သက်ပြီးတော့အဲဒါရောင်းဝယ်ဖို့တွေရှိမြေလို့ကျွန်တော်မြင်တယ်ဒါကြောင့်မို့ဒီနေ့အာဒီ live stream လေးကိုကျွန်တော်ဒီချိန်လေးမှာပဲလုပ်ဖြစ်သွားတာပေါ့ဆိုတော့အဲကျွန်တော်တို့ဒီမှာ down payment အကြောင်းလေးကိုနည်းနည်းလေးရှင်းပြကြအောင်ပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတခုခုကိုလိုချင်တယ်ပေါ့เนาะဆိုတော့တခုခုလိုချင်တယ်ဆိုတဲ့ဟာကလည်းရှင်းပါတယ်ဥပမာကျွန်တော်တို့ကကားလိုချင်တာလားဖုန်းလိုချင်တာလားနော်အဲပြီးလို့ရှိရင်ကျွန်တော်တို့အင်ချမီဝယ်ချင်တာလား ကြိုက်တာနဲ့ဝယ်ကျွန်တော်တို့နိုင်ငံက down payment များတယ်အဲ down payment ဆိုတဲ့ဟာကအဥမာပေါ့ PC တစ်ခုက300တန်းလဲဆိုတော့300ပေးလိုက်လို့ရတယ်ဒါပေမဲ့အဲကျွန်တော်တို့ဒီဒါကိုကျွန်တော်တို့သိမ့်ပြမပြီးပဲနဲ့လုံးတစ်ခုခုယူတာပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီဒိုင်ဂန်တကာမှာဆိုလို့ရှိရင်ဟာလာ student loan ဆိုတဲ့ဟာလည်းရှိပဲအပြီးလို့ရှိရင်ကားလုံးပေါ့ကျွန်တော်တို့ဒီနိုင်ငံမှာရှိတာမဟုတ်ဘူးရှိတယ်ဒါပေမဲ့အဲကျွန်တော်တို့ကတစ်ခုခုဝယ်ပြီဆိုရင်သူ့ရဲ့ lower the documentation ပိုင်းနေရှိတယ်ကျွန်တော်နိုင်ငံကဒီလိုမျိုးစာရစာတဲ့ MyID မှာဆိုလို့ရှိရင်က ပဲရှိတဲ့လူကနည်းတယ်မျိုးဒါမျိုးပြတွေပါတော့ပို့ပြီးတော့များတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်တို့ကမလုပ်လဲဆိုတော့ဒီကျွန်တော်တို့ဒီနိုင်ငံကဟိုကသိန်းတရာနဲ့ဖုံးဝဲခြင်းနဲ့သိန်းတရာပေးလိုက်တာပဲအင်ချမီကသိန်း9000ဆိုလည်းသိန်း9000ပေးလိုက်ရတာမျိုးပဲပေါ့နော်ဒါလိုမျိုးအခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ down payment တွေပေးပြတယ်ဒါပေမဲ့အဲတခြားနိုင်ငံတွေမှာကျတော့လုံးနဲ့ဝယ်ကြတာများတယ်ဆိုတော့သူတို့မှာအဲတချို့ချမ်းသာတဲ့ billionaire တွေဆိုလို့ရှိရင်က unit ပေါင်းပေါ့နော်ဒါအင်ချမီပိုင်တဲ့ဟာကိုပြောပြ unit တွေကတို့ထောင်ကနေကနေတောင်ကနေအထိ အစားစားစီနဲ့သူတို့စီမှာရှိကြတယ်အဲကျွန်တော်တို့နိုင်ငံမှာကဟာလာအင်ချက်မီတခုခုကိုပိုင်ဆိုင်ဖို့အဆိုတဲ့နေရာတစ်ခုမှာအကျွန်တော်တို့တူတယောက်အင်အင်တိန်အချန်တကွအဆိုတဲ့ဟာမှာလူတယောက်ရဲ့ investor တယောက်ကျွန်တော်မြန်မာပြည်မှာကျွန်တော်တွေ့ရသလောက်ဟလာ9ခု10ခုနဲ့မကျော်ဘူးပေါ့နော်ဆိုတော့ကသူတို့မှာရှိတဲ့ဒါပိုင်ဆိုင်မှု property ကဒါလက်ချိုးကြီးလို့ရတဲ့အထက်မှာပါတယ်ဆိုတော့ဒီလိုလက်ချိုးကြီးလို့ရတဲ့အထက်မှာမှာတကယ်တော့ကျွန်တော် ban limitation ကျွန်တော်တို့ဒီ leverage ယူပြီးတော့ အာကျွန်တော်တို့မလုပ်နိုင်ဆိုမသွားကြတာနဲ့ဆိုတာက down payment အပြီးများသွားတာမျိုးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် leverage နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဒီတိုင်းပဲဆိုတော့ intermediate ဝယ်ခြင်းနဲ့အာကိုဝယ်နိုင်တဲ့အားကဟာလာကျွန်တော်တို့ဝယ်နိုင်တဲ့အားက9000တက်ခုပဲကျွန်တော်တို့ဝယ်နိုင်တယ်ဆိုကြပါစို့ဟာလာကျွန်တော်တို့ပတ်သက်မှာလဲ9000ရှိတယ်ဆိုတော့ကျွန်တော်ဘာလုပ်လဲဆိုဒီ9000ပဲပြေးလိုက်ကြတာမျိုးကများတယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်တော့အာကျွန်တော်တို့ကဘယ်လိုပြန်လုပ်ရလဲဆိုလို့ရှိရင်ဘန်နဲ့ပြန်ပြီးတော့ချိန်ပြီးတော့ဝယ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ဥမာ ခုနကတော့3000ကျောင်းကင်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်2500 2500ပြန်ခွဲပြီးတော့ကျွန်တော်ခြံတစ်ကွက်မြေနှစ်ကွက်ကျွန်တော်တို့အကြံမြင်ဝယ်လို့ရတယ်အဲဒါအပြင်ကျွန်တော်တို့မှာကဒီစီးပွားရေး business တွေရှိသေးတယ်ဆိုလို့ရှိရင်ဒီ business မှာစေဝင်ဝင်ရတာနဲ့ကျွန်တော်ပြန်ချိန်ပြီးတော့ဘာလို့လို့ရလဲဆိုလို့ရှိရင်ဒီအင်ချမ်းမြေကိုအာ9000နဲ့မြေကွက်တစ်ခုကျွန်တော်တို့ကဝယ်လို့ရတယ်ဒါကကျွန်တော်တို့ leverage နဲ့ပတ်သက်ပြီးယူသွားတာပေါ့သူတစ်ပြည့်ကျွန်တော် loan နဲ့ယူသွားပြီးတော့မှတစ်ဆင့်ဟာလာကျွန်တော်တို့ဒီမှာအင်ချမ်းမြေတွေဝယ်ကြတာပေါ့နော်ဆိုတော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အင်ချမ်းမြေကိုကျွန်တော်တို့ ဒီဝယ်တဲ့ကောင်မှာလုံးနဲ့ဝယ်ဟုံးလုံးပေါ့နော်ဟုံးလုံးနဲ့ဝယ်တဲ့ကောင်မှာအဲကျွန်တော်တို့အပြောအများဆုံးကပါလေဆို mortgage โอเคอ่าไลน์นี้ก็တော့เนเนะจ่าနေလို့ဗောနော okay okay ရပြီဆိုတော့ဆိုတော့ခုနကကျွန်တော်လုံးပေါ့เนาะဆိုတော့လုံးနေနဲ့ဝယ်တဲ့အခါမျိုးဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အာဒီလိုပုံစံမျိုးတွေနဲ့တိထားမယ်ဆိုတော့ကျွန်တော်ပုံကအာ line ကြည်တာမကြည်တာလည်းကျွန်တော်မမြင်ရဘူးပေါ့เนาะဆိုတော့ okay line မကြည်ဘူးအာတခုခုအာအစမပြေတာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကအာတစ်ချက်လောက်အစပြေမယ်ဆိုလို့ရှိရင် comment လေးပါမှတ်ပြီးတော့ပြောပြပြောပြပေးလို့ရပါတယ်ဆိုတော့ okay โอเคကျွန်တော်တစ်ချက်တော့ကြည့်လိုက်ပါဦးဆိုတော့ကျွန်တော်တို့အစဉ်ပြေတဲ့အနေအထားမှာတော့ရှိနေတယ်ဆိုတော့ကျွန်တော်တို့ခုနကတည်းကပြောတာဆိုရင်ကျွန်တော်လုံးပတ်ချံရောက်သွားပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးက အာ live ဆိုပေမဲ့ကျွန်တော်တို့ share ထားပြီးတော့ဟိုပြန်ပြီးတော့ကြည့်လို့ရအောင်အာဒါပြန်ပြီးလုပ်ထားလို့ရတယ်အထူးသဖြင့်ဒီနေ့ကျွန်တော်ဗီဒီယိုမှာဒါအခုမှရောက်တာလဲလူတွေဆိုလို့ရှိရင်ကျွန်တော်ပြောလိုတာလေးအာနည်းနည်းလေးပြပြပေးမယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့ဒီနိုင်ငံမှာရှိနေတဲ့အခြေအနေပေါ့နော်ကျွန်တော်တို့ down payment နဲ့အပေးများရတဲ့အဲကျွန်တော်တို့ down payment ဆိုတာဟာတခုခုကိုယ်ကဝယ်ခြင်းတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်3000နဲ့ PC ကို3000ပေးလိုက်တဲ့အဲဒါမျိုးလေးတွေကျွန်တော်တို့များရတယ်ပေါ့နော်ဆိုတော့တခြား ါနိုင်ငံဒီမှာဆိုလို့ရှိရင်ကတထောင်နံဆိုလို့ရှိရင်တိတ်တထောင်မပြီးပဲနဲ့ဝယ်လိုက်ပြီးတော့မှစေသူက leverage ယူပြီးတော့သွားတဲ့အပိုင်းလေးတွေကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးဖို့ပေါ့နော်ဆိုတော့အဲဒီလာလေးကိုကိုကနားလည်ထားဖို့လိုနေပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် leverage ပေါ့ loan တွေဆိုတဲ့ဟာမှာအဲကျွန်တော်တို့ယူပြီးတော့မှစေ mortgage leverage ယူပြီးတော့ဝယ်ကြရတယ်ပေါ့နော်ဆိုတော့ခုနကကျွန်တော်စကားပြန်ဆက်မယ်ဆိုရင်ကျွန်တော် mortgage အပိုင်းတီရောက်သွားပြီ mortgage ဆိုရင်တော့နောက်တိုင်းဘက်မှာတော့ mortgage တို့များတယ်အဲကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်တော့ဒါဒီဟိုကဒီဘယ်လိုပြောမလဲ home loan လို့ခေါ်တာမျိုးကပို့ပြီးတော့များမှာပေါ့နော် ဆိုတော့ဒီလိုမျိုးကျွန်တော် leverage တွေနဲ့ဝယ်ကြတယ်ပြီးရင်ကျွန်တော်တို့အာဒီဈေးနှုန်းအားဖြင့်လက်ရှိမှာဆိုလို့ရှိရင်ကြည့်ခြင်းလဲဆိုလို့ရှိရင်ပုံမှန်ထက်ပိုများနေတဲ့မြို့နယ်တွေရှိတယ်အဲအဲ့မြို့နယ်တွေအပြုံးမှာဘာကြောင့်အာလက်ရှိအဲဒီအခြေအနေထက်ပိုပြီးတော့ထပ်ထပ်ပြီးတော့ဈေးနှုန်းကထပ်များနေရတာလဲဆိုတော့ကဟိုလူတိုင်းမဝယ်နိုင်နေဘူးဒီကွက်တစ်ခုဒါပေမဲ့ဝယ်နိုင်တဲ့ဈာမှာမှာဒါအင်ချမီပဲဖြစ်ဖြစ်အာပုံပစ္စည်းပဲဖြစ်ဖြစ် ဟလာ supply and demand ပေါ့အခြေခံလည်းပေါ့ဥမာဒီလက်ရှိအခြေအနေမှာဈေးနှုန်းများနေတယ်ဆိုပြီးပြောနေတဲ့အာဒီတစ်ဖွဲ့ရှိတယ်ဆိုလို့ရှိရင်ဒီဈေးနှုန်းများတဲ့ဆိုတော့အလူတွေကမမှန်ဘူးလားဆိုတော့လည်းမှန်နေတယ်အများနေတာမှန်တယ်ဒါပေမဲ့များနေလို့မဝယ်နိုင်တဲ့လူမရှိဘူးလားဆိုတော့လည်းအလူတွေမဟုတ်ပြန်ဘူးပေါ့နော်ဆိုတော့ဝယ်နိုင်တဲ့သူကချိသွားပြောဆိုတော့ဒီလိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့အာဒီခုနကတော့ကျွန်တော်ဈေးကွက်ဆိုတဲ့အရာကဒီဝယ်လိုရောင်းလိုရနေပြီအခြေခံသွားတာဖြစ်တဲ့ကြောင့်မို့လို့တကယ်တမ်း ီဇေးတန်းတစ်ခုကိုကိုကဟိုမဝယ်ဝယ်မဲ့သူမရှိဘဲနဲ့တော့ဒီဇေးတန်းတစ်ခုအမြင့်အရန်ကြီးလူတိုင်းတော့ခေါ်မယ်လို့တော့မမြင်ဘူးပေါ့နော်တကယ်လို့သူတို့အဲ့လိုမျိုးဇေးတန်းခေါ်ထားရဆိုလို့ရှိရင်လည်းပဲအဲသူတကယ်မြောင်းချင်နေဆိုရင်ဒီဇေးတန်းအမြင့်ကိုသူကတော့ခေါ်မဲ့အနေအထားတစ်ခုမှမရှိဘူးပေါ့နော်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပိုင်ဆိုင်တဲ့အင်ချမ်ဘီဟာအဲတင်း3000တော့တန်နေဆိုရင်ကျွန်တော်တင်း9000တော့ခေါ်လိုက်လို့ရတယ်ဒါပေမဲ့ကိုခေါ်တဲ့အခါမှာဓမ္မအဖြစ်အားလုံးဒီပေးရမယ့်လူရှိရင်တော့ပြဿနာမရှိဘူးပေါ့နော်ဒါ ကျွန်တော်ပြောချင်တဲ့ပြိပယ်ကဒီလိုပုံစံမျိုးပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဈေးတန်းဆမတန်ထပ်ပြီးတော့တက်တဲ့ဟာလေးဒီမှာဆိုရင်ကျွန်တော်ခုနေ့ကရေးထားတဲ့ဟာလေးတခုရှိတယ်အဲကျွန်တော် page မှာတော့တင်ထားတာမျိုးပေါ့နော်ဆိုတော့ page မှာတော့ဒီမှာ okay ဒီမှာအတူရယ်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ဒီမှာ price to income မှာကျွန်တော်ရေးပြီးထားတဲ့အချက်လက်လေးတွေပေါ့နော်ဒီဈေးနှုန်း အခုလက်ရှိတက်နေတာဆိုတာဟာမှန်လေတက်ပြီးတော့မှဆင်ထပ်ပြီးတော့တက်ပြီးတက်နေတယ်ဆိုတဲ့အနေအထားတစ်ခုမှလည်းရှိနေတယ်ပေါ့နော်ဆိုတော့အဲ့ဒါနိုင်ပတ်သက်ပြီးဆိုတာဒီမှာဆိုလို့ရှိရင်ဆိုတော့အဓိကတော့ကျွန်တော် different လုပ်နေတဲ့အချက်တွေမှာဆိုလို့ရှိရင်ဒီရင်းနှီးမြှုပ်နှံသူတွေဟာဝယ်ရောင်းတွေရဲ့အဲဂျင်းနှီးမြှုပ်နှံသူတွေဝယ်ရောင်းတွေဈေးကစားဥမာကျွန်တော်ရှိမှပြောလို့ဝယ်လို့ဝယ်မဲ့သူမရှိဘဲနဲ့တော့ရောင်းတဲ့သူကတော့ဒီဈေးနှုန်းတစ်ခုတော့ရောင်းမှာမဟုတ်ဘူးတကယ်ရောင်းကျင်တဲ့လူကအဲတတ်မှတ်ထားတဲ့အနေအထားတစ်ခုရောက်ပြီဆိုလို့ရှိရင်သူဒီဈေးနှုန်းနဲ့တန်တယ်ဆိုသူပဲမှာပဲအဲဒါကိုကျွန်တော်တို့ကပြောကျင်တာပေါ့နော် အပြင်ကျွန်တော်အိမ်ထဲမြေခွက်တို့ကကန့်သတ်ရှိနေတယ်ပေါ့ဆိုတော့ကျွန်တော်တို့မှာကဒီဟိုဥမာပေါ့ဒီမြို့နယ်တစ်ခုမှာမှအဲဒီ A ဆိုတဲ့ရက်ကွက်ကဒီပို့ပြီးတော့စီးပွားရေးလုပ်လို့ကောင်းတယ်အဲကျွန်တဲ့ရက်ကွက်တွေကအဲ့လောက်ထိလုပ်လို့မကောင်းဘူးအဲကိုကလည်းကြီးမဝယ်ခြင်းလဲဆိုရွေးချယ်စရာနှစ်ခုရှိတယ်ပေါ့မဝယ်မလားဒါမှမဟုတ်မဝယ်ဘဲနေမလားဆိုတဲ့ဟာပေါ့ဆိုတော့ဝယ်လိုက်ပြန်ရင်လည်းပဲဟလာကျွန်တော်တို့ဘာအားသာချက်ရှိမလဲဆိုလို့ရှိရင်အဲကိုစီးပွားရေးတွေလုပ်လို့ရမယ် အဲပို့ပြီးတော့အခွင့်အလမ်းတွေပို့များအဲဒါမှမဟုတ်မဝယ်လိုက်ပြီဘူးတခြားနေရာမှာမဝယ်ဝယ်ရင်တော့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ခုနကတော့ပြောခဲ့တဲ့အချက်လက်တွေအကျွန်တော်တို့ဒီဆုံးရှုံးနိုင်တယ်ပေါ့ဆိုတော့ဒီအင်ချမ်မီဝယ်တယ်ဆိုတဲ့နေရာတစ်ခုမှာဆိုလို့ရှိရင်ဟာလာကိုကရွေးချက်စရာဒီ buffer ဆိုတဲ့နေရာတစ်ခုမှာရှိဖို့ဆိုတာမဟုတ်တော့အရင်တော့မလွယ်ဘူးတစ်ခုနဲ့တစ်ခုကတော့ကျွန်တော် risk ဆိုတာရဲ့ဒီအားနဲ့ချက်ဆိုတဲ့ဟာရှိတော့အင်ချမ်မီဝယ်တဲ့အခါမှာကိုဘာလို့တတိထားမလဲဆိုရင် buffer ဆိုတဲ့နေရာ ဘာဖတ်မရှိဘူးဆိုတာကွာသိထားခြင်းအပြင်ကိုက HMI ဝယ်တဲ့အခါမှာဘာအားနည်းချက်တွေရှိလဲဆိုတဲ့အချက်လက်တခုကျွန်တော်တို့ကသိနေထားဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ HMI ဆိုတဲ့နေရာမှာအဲ့တော့အကန့်သတ်ရှိတယ်ဆိုတဲ့နေရာလေးမှာဆိုလို့ရှိရင်ဈေးနှုန်းအပြည့်ပို့ပြီးတက်လည်းရှိတယ်ဆိုတာဟာကိုကျွန်တော်တို့ဓာတ်လက်ထားဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်လူရည်တူပါလာကိုလက်ရှိကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင်လူရည်တူပါလာထပ်မှာ immigrate လောက်တာတဲ့ဒီလူတွေပို့ပြီးများတာပေါ့နော်ဒီ trade ပြောင်းနေပို့ပြီးများတဲ့အနေအထားတစ်ခုမှရှိတယ်ဆိုကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်လည်းဒါစီးပွားရေးလုပ်ငန်းတွေပုံမူပြီးတော့လူတွေရောက်ရှိလာမယ်ရောက်ရှိလာတဲ့ပုံမူပြီးပြီးတော့နေဟာလူအပ်ချက်တွေပို့ပြီးမြင့်တက်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ intermediary ဆိုတာတက်လေပို့ပြီးတော့ဒီတက်တဲ့ဆိုတဲ့မျိုးတွေပို့ပို့ပြီးတက်လာတာပေါ့နော်ဆိုတော့ လူတော်များများအဲတိုက်နှစ်တက်တဲ့မျိုးဖြစ်နေတာပေါ့ဆိုတော့ကျွန်တော်တို့ဥမာအဲတချို့မြောက်ကုံဆိုတဲ့မျိုးမှာဆိုလို့ရှိရင်ဒါသူကမန်လီလိုပုံစံမျိုး stretcher ပေါ့တော့သူရဲ့ဖွဲ့စည်းပုံကကြတော့ဟိုဒီ၄ဒေါက်ဆက်ဆန်လမ်းနေလည်းရှိတာဖြစ်တဲ့ကြောင့်မလို့အဲလူတွေကပါပြီးတော့လူတွေပြောလဲတော်တော်လေးများတယ်ပေါ့နော်ဒါကောင်းတဲ့ဘက်ကနေပြောတဲ့လူရှိသလိုဒါဆိုးတဲ့ဘက်ကနေ အဲကျွန်တော်ပြောတဲ့အဖွဲဆိုတာလည်းရှိတယ်ဒါဆိုဒါပဲပြောပြောကောင်းတာပဲပြောပြောဒီမျိုးကလူတိုင်းရဲ့အဲဒီခေါင်းထဲမှာဆိုလို့ရှိရင် hot ဖြစ်နေတဲ့မှာပါတယ်ပေါ့နော်တချို့တော့တော်တော်ကြိုက်တဲ့ထဲမှာပါတယ် ဆိုလို့ရှိရင်လည်းအဥပမာပေါ့ကျွန်တော်တို့ဒီခုန manage structure ပုံစံမျိုးဒီတော့ဆက်ဆက်ရှိနေတာတို့ဟာလာပြီး language network ကိုကောင်းတာတို့ပြီးရင်မျိုးအားကြတော့ဒါဒါဒီ sales ဆိုပြီးမှုအပိုင်းမှာတက်ပြင်းတွေပါရှိနေသေးတာတို့ဒါဒီ contract တိုက်နေတာတို့ပေါ့နော်ဆိုတော့တခြားဟိုမကောင်းတဲ့ပတ်ချံတွေဆိုလို့ဒါချင်းကြိုက်တာရှိတယ်ရေဝေတက်တာရှိတယ်အရန်ဒီဟိုဟာပေါ့ develop ဖြစ်တဲ့အထဲမှာတော့ဒီရန်ကုန်မြို့ထဲနဲ့ရှိမယ်ဆိုတော့ အဲတိုင်းတာတစ်ခုတော့ရှိရဆိုမြဲအများကြီးလိုအပ်ချက်တွေရှိနေသေးတယ်အမီးတွေပုံမှန်မရနေတာမျိုးတွေရှိနေတယ်ဒါတွေကတော့ဒါအားနဲ့ချက်တွေကတော့ရှိတာပေါ့နော်သူကသူ့မြဲလူကြိုက်များတယ်ဆိုတဲ့ဟာမှာလေဒါနေမဲ့သူတွေအတွက်လူကြိုက်များတာရှိဘူးဒီဒီဝေယောင်းကစားသမားတွေအတွက်လည်းဟိုဒီပုံကြိုက်တယ်ဥမာပေါ့ဒီမှာကျွန်တော်ဟိုအရင်ရက်ကလည်းတင်ထားတယ်ဒီကြောက်တော့ကုန်တောင်းကလာမှာဆိုလို့ရှိရင်သူ့ရဲ့ CAG ရ rate ပေါ့နော် CAG ကတော့ကမအနီအနီရယ် group rate လို့ခေါ်တာပေါ့ဒီပုံမှန်အပြင်နှစ်စဉ်နှစ်စားနှစ်ဆုံးမှာ အဲကျွန်တော်တို့ကဒီဈေးနှုန်းတစ်ခုပေါ့နော်တက်တဲ့နှုန်းဘယ်လောက်ထိမြန်နေသလဲဆိုတဲ့အရာတစ်ခုပါအဲကျွန်တော်တို့နှိုင်းရှင်တဲ့ခါမျိုးတွေမှာဆိုရင်ဒီ unit တွေကိုကျွန်တော်တို့သုံးတယ်လို့အဲအချမ်းမြင်ကိုတိထားပို့ပြီးကောင်းတယ်ပေါ့ဒီမှာလဲအဲကျွန်တော်တို့နှစ်ဒီ5နှစ်6နှစ်အတွင်းကျွန်တော်တို့ဒီမှာချိန်ကြီးတဲ့အခါမှာဒီမြောက်တကုံမှာပို့ပြီးတော့တက်တဲ့နှုန်းပုံမြန်နေဆိုတဲ့ဟာတောင်းကလာနဲ့ရှင်မယ်ဆိုပို့ပြားတာမျိုးကျွန်တော်တို့တွေ့ရအဲ ဲ့နေရာမှာတောင်ကလာနဲ့ရှင်ရတဲ့အကြောင်းကြီးကတော့တောင်ကလာကတော့ဒါပုံမှန်အဖြစ်ဆိုရင်မြောက်ဒဂုံနဲ့ပူပြီးမြင့်တဲ့ဒါမြို့နယ်တစ်ခုဖြစ်တယ်ဒါမြောက်ဒဂုံဆိုတာကကျတော့ simple နေတယ်ပေါ့နော်တောင်ကလာနဲ့ရှင်မယ်ဆိုရင်မြို့နယ်နဲ့ပူနေတာလည်းတောင်ကလာပဲအဲဒါရှင်မယ်ဆိုရင်တော့ဒါတောင်ကလာပူတာတဲ့အချက်တွေကတော့အများကြီးပါပဲဒါပေမဲ့ investor တယောက်အနေနဲ့ဒီ unit မြို့နယ်မှုတွေလုပ်တဲ့အခါမှာဘယ်လောက်တောင်မှသူ့ရဲ့ငွေလဲဆိုတဲ့ဟာပေါ့နော်ဆိုတော့43ပုံပတ်မှရှိတယ်ဆိုတော့45လောက်ရှိတယ်ပေါ့နော်ဆိုတော့ ဒီဘလောက်တောင်မှမြင်လဲဆိုလို့ရှိရင်ကဒါ2020မှာ1900လောက်ကနေပါစင်လက်ရှိအချိန်မှာ1100ဝန်းကျင်လောက်ထိရောက်သွားတယ်ဆိုဒါတွေကကျွန်တော်တို့ဘာတွေပဲလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ rate တွေဘလောက်တောင်မှဒီမြောက်ကုန်ကပို့ပြီးတော့တက်များနေလဲဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့အသိနိုင်တဲ့အချက်ကဒီဈေးတန်း အစမတန်ဘာကြောင့်တက်ပြင်းတက်နေရလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ကိုကအတိသွားနိုင်မယ့်အနေအထားမှာရှိတယ်။အဲ့ဒီအပြင်မှာကျွန်တော်တို့ဒီ price to income ratio လေးတွေလည်းကျွန်တော်တို့တိထားဖို့လိုတယ်။အဲသူကကျတော့ဘာလဲဆိုတော့ price to income ratio ဆိုတာ property assets တစ်ခုကိုကျွန်တော်တို့ကနှစ်စဉ်အဲကျွန်တော်တို့ဒီပေါ့အာနှစ်စဉ်နှစ်စဉ်ရတဲ့ဝင်ငွေပေါ့လူတစ်ယောက်ကတစ်နှစ်2000ရတာ3000ရတာပေါ့ဒါမှစနစ်နဲ့မြောက်ချတာဒါမျိုးပေါ့နော်ဒါဒီလိုမျိုး ratio တွေပြောတာပေါ့ ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံကျွန်တော်တတိထားရသလောက်ဆိုလို့ရှိရင်ဟာတဲ့သူက29လောက်ရှိတယ်လို့ပြောတယ်အာဆီယံမှာအတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်လည်းသူ price to income ratio မှာ BNN အမြင့်ဆုံး Philippines ကတော့ဒုတိယပုံစံမျိုးမှာရှိတယ်ပေါ့နော်အပြင်တိုင်းလာတဲ့23 bytes လောက်ထိရှိတယ်သူကသူကပုံမှန်ကျွန်တော်တို့7 to 9လောက်ထိရှိတဲ့အထက်မှာပါတယ်ပေါ့နော်အဲပြီးရင်ကျွန်တော်တို့ဒီတခြားဒီပြောပြီးနိုင်ငံတွေထဲမှာမှဒီ မှာဆိုလို့ရှိရင်ကျွန်တော် USA လောက် Angelis ဆို Trail လို့9 UK ဆို6.6လောက်ရှိတယ်ဆိုတော့ကဒီဒီဒီလိုမျိုးကျွန်တော်တို့ဒီနည်းနေတဲ့ဒီ price to income ratio တွေကကြတော့ဘာလဲဆိုတော့ तू ဝယ်တိုင်းနဲ့အာဒီ property နဲ့ပတ်သက်ပြီး तू ရတဲ့ဝယ်ကွေတို့ဟာဟာလာဟိုကဏ္ဍနည်းလေးဒါပိုကိုက်လေးလို့ကျွန်တော်တို့အချမ်းပြတ်မှတ်ထားလို့ရတယ်ပေါ့နော်ကဏ္ဍများလေးအသူဝယ်တိုင်းနဲ့နှုန်းကဒီနည်းွားလေးလို့ကျွန်တော်တို့ကပြောလို့ရတယ်ပေါ့ဒါကကျွန်တော်တို့နားလည်ထားဖို့အရေးကြီးတယ်ပေါ့နော်ဆိုတော့က အာကျွန်တော်တို့ဒီ intermediate နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ဒီအခုမှဆိုလို့ရှိရင်အာဒီဘာကြောင့်ဒီအစမတန်ဈေးတွေတက်ပြီးတက်နေရတာရယ် price to income ပေါ့နော်ဆိုတော့ဝယ်တဲ့အခါမှာကျွန်တော်မြတ်အောင်ဘယ်လိုဝယ်ရမလဲဆိုတဲ့ဟာလေးထပ်ပြီးတော့ပြပြပေးသွားမှာပဲဆိုတော့ဆိုတော့ live stream ကကြတော့ကျွန်တော် recording မလုပ်ချင်တော့လို့ပေါ့နော်ဒါ live stream အနေနဲ့ကျွန်တော်တစ်ခါတည်းအလုပ်လိုက်တာဖြစ်တယ်ပေါ့နော်ပုံမဲ့ဆိုကျွန်တော် video လေးရိုက်ပြီးတော့ဒီဒီချာချာလေးတင်ပြီးပို့ပါပဲအဲ့မဲ့အဲ့လို ဗီဒီယိုရိုက်ပြီးအတင်မယ်ဆိုလို့ရှိရင်လည်းအတိတ်ကတာနဲ့ဟလာပြီးလို့ရှိရင်ဟိုလောက်ရတာလေးအများကြီးပေါ့နော်ဆိုတော့တခါလေးပဲကျွန်တော်ဒီလိုပဲရိုက်လိုက်မယ်ပေါ့နော်ရိုက်လိုက်ပြီးတော့မှဆက်တခါလေးပဲတန်းပြီးတော့ကျွန်တော်တို့ကြည့်လို့ရတာပေါ့နော်အဲမင်္ဂလာပါဟိုကြည့်နေတယ်လူရှိတယ်ဆိုတော့နည်းနည်းဆော့ဆော့လေးကျွန်တော်ကနည်းနည်းလေးလှုပ်လိုက်တဲ့အခါကျတော့ဒါဘလိုဖြစ်လဲဆိုတော့တချို့တွေအတွက်ကတော့ဒီ line မှာမရှိနေတဲ့လူတွေဆိုတော့မဖြစ်ဘူးပေါ့နော်ပြန်တော့ချိန်လိုက်ပေါ့ အဲ့တော့ဆိုတော့ဝယ်တဲ့အခါမှာဆိုတော့စဝယ်ကလေးကကျွန်တော်တို့အင်ချမ်းမျိုးဘယ်လိုမျိုးမြင်အောင်ဝယ်ရမလဲပေါ့နော်ဆိုတော့အဲဒီဘက်မှာမြင်ရမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ရေးထားတဲ့ဟာလေးမှာဆိုလို့ရှိရင်တော့အချက်ကတော့ကျွန်တော်၄ချက်လောက်တော့ရှိလိမ့်မယ်ဆိုတော့ဟိုအင်ချမ်းမျိုးဝယ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့စဝယ်ကလေးကကျွန်တော် purchasing below value ပေါ့လက်ရှိတန်ဖိုးအားဖြင့်နေနေရဟာပေါ့နော်ကျွန်တော်တို့ဒီအောင်ဘယ်လိုပြောလဲဆိုရင် discount price လို့လည်းပြောရရတယ်ပေါ့နော်ဆိုတော့ဒီရွှေဝယ်တဲ့ခါပဲဖြစ်ဖြစ် အာပြီးလို့ရှိရင်ကျွန်တော်တို့ဒီတခြားဟိုဝယ်တဲ့ဟာပဲဖြစ်ဖြစ်ကျွန်တော်ဝယ်ပြီဆိုရင်စဝယ်ကလေးကကျွန်တော်တို့ကပုံမှန်တဲ့ဈေးနှုန်း value ပုံနေတဲ့ဟာပဲဖြစ်ကြမယ်အာဒါမနေ့ကလည်းကျွန်တော် scenario လေးတင်ပြီးရဲမိတ်ဆွေနှစ်ယောက်ရှိတယ်အတယောက်ကသူအင်ချက်မီကိုအာဒီဝယ်တဲ့အခါမှာအာဒီသူကလူကြိုက်များတဲ့နေရာတစ်ခုအဓိကထားပြီးတော့ဝယ်လိုက်တယ်အဲဒုတိယမိတ်ဆွေတယောက်ကကျတော့ဒီလူကြိုက်များတယ်ဆိုတာထက်လူသီးတော်နေတယ်ဒါပေမဲ့အလားဒီရေရှည်မှာဆိုလို့ရှိရင်ကပို့ပြီးတိုးတက်လာတဲ့မဲ့စီမံကိန်းအနေထားဒီမှာရှိတယ်ဆိုတော့ line အဒီ embassy YBS ပြည်မြန်လမ်းကြောင်းတွေအတောက်ပိုင်းဒီမှာရောက်လာဖို့ရှိမယ်အစာအုပ်တွေဆောက်လာဖို့ထပ်ပြီးတော့ရှိမယ်အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ဈေးကြောင်းဒါတွေထပ်ပြိုးပင်ဆိုတဲ့အနေအထားခုမှရှိတယ်ပြီးလို့ရှိရင်လက်ရှိကြည့်လိုက်မယ်ဆိုရင်လည်းပဲဒီဒုတိယကြည့်လိုက်တဲ့ဒီ photo ကကြတော့ပုံမှန်ထက်ဈေးတွေလည်းရှိမယ်ဆိုရင် average price တက်ပို့ပြီးနေတဲ့အနေအထားမျိုးမှရှိတယ်ဒါမှမဟုတ်ဒါကိုဝယ်ခဲ့တဲ့အခါမှာတို့၅နှစ်လောက်အကြာမှာဆိုလို့ရှိရင်အဲ့ပထမလူကကြတော့ဒီ10%လောက်သူ အမြန်ရရှိသွားတယ်အဲဒါပေမဲ့ဒီဒုတိယလူကတော့30%လောက်တိကိုအမြန်ရရှိသွားတာမျိုးတွေဒါရှိဆိုတော့ဒီလို HM ဝယ်တဲ့အခါမှာပထမဆုံးအာဒီဝယ်ခဲ့တဲ့အမြန်ဝယ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ဈေးထက်ပိုပြီးတော့နည်းတဲ့ purchasing below value တမိုးအောက်ရှိတဲ့ညီကွက်မျိုးကျွန်တော်တို့ဝယ်ဖို့လုပ်ပြီးပြီးရင်ကျွန်တော်ဝယ်ပြီးတဲ့ဟာကိုဟုတ်က value တစ်ခုထည့်လိုက်တာပေါ့အဲ့ value ဆိုတော့ဆိုတော့ HM တွေမှာကျွန်တော်တို့မြန်မာနိုင်ငံမှာဒီ chance ကို ရှိတာမရှိတာလေးတွေမှာတော့ခြံစည်းရိုးလေးကိုကခတ်ပြလိုက်တာပြောစားဒါဘာလို့တာပဲလဲဆိုဘယ်လိုတစ်ခုထည့်လိုက်တာပဲဆိုတော့အိမ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာ renovation နဲ့အဲကျွန်တော်တို့ဒါအိတ်ချမျိုးဟိုအိမ်ကိုပိုပြီးကောင်းအောင်လုပ်လိုက်တာဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုး value တစ်ခုကိုကျွန်တော်တို့ထည့်တာပေါ့ပြီး right area ဆိုတဲ့ဟာမျိုးရှိတယ်ဆို right area ဆိုတဲ့ဟာဘာဟောပြောချင်တာလဲဆိုတော့ကိုယ်ဝယ်တဲ့မြေခွက်တစ်ခုကနေရာမှန်မှုလိုတာပေါ့နော်ဆိုတော့ဒီနေရာမှာဟိုတချို့အိမ်ချမင်းနဲ့ရွှေ အာချိန်တဲ့လူတွေရှိတယ်ပေါ့ဟာလေကျွန်တော်အင်ချမီကိုလိုငတ်တဲ့ငါတစ်ကဝယ်လိုက်တယ်အခုချိန်ခြေစင်းတဲ့အတွက်မကြိုက်တော့ဘူးသူကတော့အဲကြောင့်အင်ချမီလက်ရွှေရှည်တဲ့အခါမှာအာရွှေကို invest လုပ်တင်တာလို့ကျွန်တော်ပုံမြင်တယ်ဆိုပြီးကျွန်တော်အာပြောဘူးတယ်ပေါ့ဆိုတော့ဟုတ်ပြီကျွန်တော်တို့ကတကယ်တော့ဒါဟုတ်လားမဟုတ်လားပြန်ကြည့်ကြည့်မယ်ပေါ့ဆိုတော့အဲဒီအင်ချမီမှာဒါ invest လုပ်လိုက်တဲ့သူကကျွန်တော်နေရာရွေးချည် right area နေရာရွေးချည် right location ပေါ့ဆိုတော့ဟိုကျွန်တော်တို့ကလမ်းမတန်းပေါ်မှာအာမြန်မာကုန်မှာကျွန်တော်တို့က2020ခုနကကျွန်တော်ထောက် 900ရဲဝယ်လိုက်တဲ့ကူကအခု1000ဝန်းကျင်လောက်ရထိုင်ချင်ရှိတယ်ဆိုလို့ရှိရင်အဲသူ့ရဲ့တက်တက်တုံးကဟာဓာတ်တယ်အပြင်မဲ့အဲ့လိုမျိုးအဲ့အမောက်ကိုပဲတခြားနေရာမှာကျွန်တော် invest လုပ်လိုက်မယ်ပေါ့ underrated ဖြစ်တဲ့မျိုးတစ်မျိုးမျိုးမှာအဲကျွန်တော်တို့ကယင်းနှုတ်နယ်လိုက်တဲ့ဆိုဒီပမာလဲလူတွေကစိတ်ဝင်စားမှုလဲတွေတော့ပဲဘာစီမံကိန်းဘာမှမရှိဘူးဆိုရင်ဟိုယင်းနှုတ်လိုက်တဲ့အဲယင်းနှုတ်နယ်လိုက်တဲ့အပေါက်ချင်းတူရင်တော့မျိုးနယ်မတူတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့တွေမှာ ဆုံးရှုံးနေနိုင်မှုပုံများနိုင်ခြင်းရှိမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကိုကျွန်တော်ပြောချင်တာပေါ့အဲ့တော့ဆိုတော့ HMA mobile game မှာကျွန်တော်တို့ဒီအချက်လက်တွေကိုကျွန်တော်တို့သိရမယ်ပြီး right number ပေါ့ဆိုတော့ right number ကโอเคဆိုတော့ right number ကပါလဲဆိုတော့ right number ဆိုတော့ကျွန်တော်တို့ HMA ဝယ်တဲ့အခါမှာကျွန်တော်တို့တတိကိုကိုထားမှာပါလဲဆိုလို့ရှိရင်ကအဲဒီအဲဈေးနှုန်းတွေကိုတည်ထားလေးတက်ချက်တက်ဖို့အရေးကြီးတယ်ပေါ့နော်ဆိုတော့ကျွန်တော်က အဲဘယ်လိုမျိုးလုပ်လဲဆိုလို့ရှိရင်ကဒီအင်ချမ်ပီစင်းလုံးလေးဆိုလို့ရှိရင်အဲကျွန်တော်ဒီကိုပိုင်အိုကေကျွန်တော်ချက်ပြပေးမယ်ပေါ့နော်ဆိုတော့အင်ချမ်ပီမွေခင်မျိုးတွေမှာဆိုရင်ကျေးနိုင်ကြတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ market data လေးနည်းနည်းပါးပါးကြည့်လိုက်ကြအောင်ပေါ့နော်ဆိုတော့ဒီဒီ number တွေတစ်ခါလဲကြည့်တတ်ဖို့ ဆိုတော့အဲတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီအင်ချမ်မီကိုကျွန်တော်တို့ဒီဝယ်တဲ့အခါမျိုးတွေမှာ number right number ဖြစ်ဖို့လို့ရဲဆိုတာအဲဒီဈေးလုံးမများဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ investor တွေတော်တော်များများပြောတယ်ဒီကိုကျွန်တော်အင်ချမ်မီဝယ်တယ်ဝယ်လို့ရှိရင်ကျွန်တော်ကြိုက်တဲ့အဲ ဒီနေရာတစ်ခုရှိတယ်ဆိုတော့ကျွန်တော်ဈေးပေးရမှာမကြောက်ဘူးလို့ဒါတို့အဲ့လိုပြောတဲ့လူတွေရှိဘူးရှိတယ်ပေါ့နော်ဆိုတော့တကယ်တော့ဟိုဓာကြီးကမှန်လားမမှန်လားဆိုတော့ဟာမှာဟိုမှန်တယ်မှားတယ်မသိဘူးပြောလို့ပေါ့နော်အထူးသဖြင့်ကျွန်တော်ပြောလို့ဒါဘာလဲဆိုလို့ရှိရင်ကိုကိုအချမေကိုဟိုကိုဝယ်တဲ့ဒီအခါမျိုးတွေမှာဆိုလို့ရှိရင်ကိုကအဲဒီချက်လက်တွေကိုကျွန်တော်တို့ကဒေချာလေးစုပြီးတော့မှလည်းဒီညို့နယ်တစ်ခုမှာဘယ်လောက်ထိတက်နိုင်ရရှိလဲဘယ်လောက်ထိအလား evolution ရှိလဲဆိုတာမဖြစ်မနေကျွန်တော်စဉ်းစားရမှာထဲမှာပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် data ချက်လက်တွေကို အဲ့ဒါမျိုးနဲ့တစ်ခုချင်းစီအဲသူရဲ့ data ပေါ်မူတည်ပြီးကျွန်တော်တို့အဆင့်ဆင့်ချင်းလေးတွေကျွန်တော်တို့တက်ကြည့်ရတဲ့ဟာမျိုးလေးရှိတယ်ဒါကျွန်တော်တို့ real estate agent ပဲဖြစ်ဖြစ် real estate investor ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဒါကျွန်တော်တို့သိဖို့သိထားအောင်ပေါ့နော်ဆိုတော့ဒီ market analysis အပိုင်းလေးပေါ့ဆိုတော့ဟို intermediate ကိုဝယ်ပြီးဆိုကြဲဟိုပုံမှန်ထက်စီးပူရရှင်လေဆိုလို့ရှိရင်ဟလာဒီမှာနောက်နောက်ဆုံး the right number ပေါ့နော်ဆိုတော့ဒီပုံမှန်ဈေးတက်ပို့ပြီးတော့အဲပေးမများဖို့အဲလို့ဒီလို အဲနံပါတ်ကလည်းတကယ်မှန်မှုလို့ရဟာပြီပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဒါကကျွန်တော်ပြောချင်တဲ့ဒီချက်လက်တွေထဲမှာဆိုလို့ရှိရင်တော့အင်ချမီကိုဆဝယ်ကလေးကဒီပို့ပြီးတော့ဈေးနှုန်းတစ်ခုမြအောင်ပဲပို့အတွက်ပေါ့နော်ဆိုတော့ဒီအင်ချမီနဲ့ပတ်သက်တဲ့ဒီအာဝယ်တဲ့အခါပဲဖြစ် invest လုပ်တဲ့အခါပဲဖြစ်ဖြစ် investor mindset ကြီးကတော့ပို့မဝယ်ခင်ဒါမြအောင်ထုတ်ထားဖို့လိုတယ် အဲသူစဝယ်ရကမြက်နေတဲ့အနေအထားတစ်ခုမှာရှိတင်တယ်ဒါက real estate investing မှာဆိုလို့ရှိရင်အရင်ရေးပါတယ် mindset ပေါ့နော်အခုမှရောက်လာတဲ့လူတွေအနေနဲ့ကျွန်တော်ပြောလို့ဒါကတော့ဒီ video ကတော့ပြန်ပြီးကြည့်လို့ရတယ်ကျွန်တော် video record လုပ်ဖို့အတွက်အချိန်မပေးချင်တော့ပဲ live နေတဲ့ဒီနေ့လုံးလိုက်ရခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ဆိုတော့နောက်ထပ်ကျွန်တော်ဝင်ပြလို့တဲ့အကြောင်းအရာလေးရှိတယ်ဆိုလို့ရှိရင်လည်းခဏခဏဒီမှာ live မှာတက်ပြီးတော့ live stream လေးလုပ်ပေးပါအောင်ပါခင်ဗျကျေးဇူးတင်ပါတယ်